အားလုံးမင်္ဂလာပါခင်ဗျာဝင်းဖို့ဘတ် channel ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်တို့မင်းညားကရှင်မြန်ကစားခဲ့တဲ့ဆန်တန်းလန်းနဲ့အာဆင်နယ်တို့ရဲ့ပွဲစဉ်မှာတော့တစ်ဖက်ငကိုးစီတေးရလန်းနဲ့ပွဲပြီးဆုံးသွားခဲ့ရတယ်။ဒီတေးရလန်းနဲ့ပတ်သက်ပြီးတော့အာဆင်နယ်ပရိသတ်တယောက်အနေနဲ့စိတ်ပြတ်ခဲ့တာတော့အမှန်ပဲဒါပေမဲ့တစ်ဖက်မှာကျွန်တော်တို့ရဲ့ကစားသမားတွေကလည်းအကောင်းဆုံး performance ပြသနိုင်ခဲ့တယ်လို့ပြောရမယ်။ကစားသမားတွေပြကျွန်တော်တို့စက်ရုပ်တွေမှမဟုတ်လားကျွန်တော်တို့အမြဲတမ်းကြီးလည်းဘယ်နိုင်မှမလဲ။ကျွန်တော်တို့ဒီဆန်တဲ့ပွဲကန်တယ်ကျွန်တော်ဆယ်ပွဲနိုင်တယ်အနေထားမျိုးတွေလည်းကျွန်တော်ပိုင်ဆိုင်ခဲ့ပြီးပြီးဒီအချိန်မှာ ကျွန်တော်တို့ကမ်စိုးစွာနဲ့ပဲကျွန်တော်တို့တရေကြခဲ့တယ်ဒီတရေရတဲ့နဲ့ပတ်သက်ပြီးကျွန်တော်စိတ်ပြက်ခဲ့ရတော့အမှန်ပဲဒါပေမဲ့ဟိုကစားသမားတွေရဲ့ performance နဲ့ပတ်သက်ပြီးကျွန်တော်စိတ်မပြည့်ရဘူးကစားသမားတွေကျွန်တော်အကောင်းဆုံးပေးဆက်ကစားခဲ့ကြတယ်ဒါပေမဲ့ဟိုဒီနေရာမှာကျွန်တော် Mickey Arteta ရဲ့အဆုံးပြတ်ချက်နဲ့ပတ်သက်ပြီးကျွန်တော်အနည်းငယ်စိတ်ပြတ်တာတော့အမှန်ပဲဗျအဲ့ဒါဘာလဲဆိုတော့ဒီသူတို့ဒီ minute 80ကျော်မှာကျွန်တော်တို့ Leonardo Trossard ဥဆောင်ကိုတွန်းလိုက်လေကျွန်တော်တို့2-1ဖြစ်သွားတယ်အဲ့ဒီနောက်ပိုင်းမှာဒီ mini 60လောက်ကစားပြီ Sunderland တင်းကကျွန်တော်တို့ရဲ့ဒီ final တက်ဆုံးမှာ ဒီဒိညာဖြစ်တဲ့အန်နီရဲ့မျိုးတွေဖန်ပြီးလာနိုင်တဲ့အချိန်မှာသူဒီမိနစ်60ကျော်မှာလူသားလဲခဲ့တယ်အဖရီချီအဲဆင်းနဲ့ခရစ်စတန်မော့စကွဲလာလဲခဲ့တယ်ဒါကိုကျွန်တော်လက်သင့်ခံလက်သင့်ခံနေဗျာဒီလူသားလဲမှုကသူ့အနေနဲ့ဒီခန်စတန်ကိုခန်စင်၅ရောက်တန်းကစားပြီးတော့ဒီအနိုင်ရလက်ကိုထိန်းရင်လဲဆိုတော့ကျွန်တော်နားလဲဒါပေမဲ့ကျွန်တော်အမြင်ပြောရရင်ပေါ့နော်လီယန်နိုထရော့ဆန်နဲ့ပီယာရိုဟင်ကပီကိုသူဘာလို့လူသားမလဲရလဲဒါမှမဟုတ် လီယန်နိုထရော့ဇက်နဲ့ခရစ်စတီယန်နော့ကတ်ကိုသူဘာလို့လူသားမလဲရတယ်ဆိုတော့ကျွန်တော်နားမလဲဘာလို့လဲဆိုတော့လီယန်နိုထရော့ဇက်ကဒီကျွန်တော်တို့ဒီဝင်းဂါတွေကကျွန်တော်တို့ဒီကန်တန်ကိုဝင်ပြီးတော့ defensive ပေးတဲ့အနေထားမျိုးမှာဒီမာတီနယ်လီကလီယန်နိုထရော့ဇက်တဲ့ပို့ပြီးတော့ defensive ပိုင်းမှာပို့ပြီးတော့ဒီ high press လုပ်ပြီးကျွန်တော်တို့ဘောကိုဝင်းဒီဘက်ပြန်လုပ်တဲ့နေရာမှာပို့ကောင်းနေဆိုတာကျွန်တော်တို့မှမဟုတ်ဘူးဗျာ ဟိုအာဆန်နယ်ပြိတ္တတိုင်းတော်တော်များများသိတယ်လီယန်ဒိုထရော့ဆက်ကအဲ့ဒီပိုင်းမှာအရင်အားနေတယ်လီယန်ဒိုထရော့ဆက်ရဲ့ဒီအသာချက်ကဘာလဲဆိုတော့ဒီတိုက်စစ်မှုနဲ့ဒီဒီဖူးဘက်ကသာမားနဲ့ကျွန်တော်တို့ဒီ link up play တွဲဆော်တာသူကောင်းတယ်ပြီးရင် cross ball ထောင်တဲ့နေရာမှာသူခုနှစ်လုံးထောင်ရင်သူသုံးလုံးလေးလုံးလောက်သူတိတိကျကျသူထောင်နိုင်တယ်ပြီးရင်သူတို့ဒီ area box တဲမှာဆိုသူ position ကောင်းကောင်းနဲ့ finishing ဘိုင်းကောင်းကောင်းနဲ့သူအဆုံးသက်စွမ်းဆောင်ရင်ကောင်းတယ်ဒါပေမဲ့သူဒီနောက်တန်းကိုစင်းကူပြီးတပတ်သက်ပိုင်းမှာဒီဝင်ပြီးတော့ ကာဘာလောက်တဲ့နေရာမှာ तू အားနေတယ်ဒီကိုမှကျွန်တော် तू အားနေတယ်လို့ तू မပြောကျွန်တော်မပြောဘူးနော်ဒါပေမဲ့ကျွန်တော်ဖြစ်စေချင်တာကလီယန်ဒိုထရော့ဆတ်နဲ့တကယ်လို့ခရစ်စတီယန်နော့ကတ်ပဲဖြစ်ဖြစ်ပီအာရိုဟင်ကပ်ပီပဲဖြစ်ဖြစ်ဒီလူသားလဲခဲ့ရင်ကျွန်တော်ဂိုးဒီဂိုးသွားတယ်ကျွန်တော်တို့ဒီဒီဥဆောင်ကိုတွားကြည့်လိုက်ဗျာအေရီယာဘောက်စ်ထဲမှာ passport ကိုစန္ဒလန်နဲ့ကဥသွားတယ်ဒီ second ball ဆိုရင်ကျွန်တော်တို့ဒီတကယ်လို့ကျွန်တော်တို့ပီအာရိုဟင်ကပ်ပီပဲခရစ်စတီယန်နော့ကတ်ပဲဖြစ်အေရီယာဘောက်စ်ထဲမှာကျွန်တော်တို့ရှိခဲ့တယ်ဆိုရင် ကျွန်တော်ဘာပဲပြောပြောကျွန်တော်အဲ့လုံကကျွန်တော်ဂိုးရင်မှလည်းဂိုးမှာဗျာမှန်တယ်ဗျာကျွန်တော်ဂါရီရဲ့ကျွန်တော်တို့ဒီဒီမန်တူမန်မာကင်ကတ်တဲ့နေရာမှာသူ့အနေနဲ့ဒီဒီအားနေချက်ရှိသွားတာတော့မှန်တယ်ဟိုဘက်ကလည်းဒီ physical ဘိုင်းအားကိုးပြီးတော့ဒီအဆုံးသတ်သွားတယ်ဆိုတာလည်းမှန်တယ်ဒါပေမဲ့ကျွန်တော်ကဟိုတကယ်လို့ခုနကပြောခဲ့လို့ပဲလီယန်နိုထရော့ဇက်နဲ့တခြားကစားသမားတစ်ယောက်ဘယ်သူပဲဖြစ်ဖြစ်အေရီယာဘောက်ဆဲမှာကျွန်တော်တို့ရှိခဲ့တယ်ဆိုရင်ကျွန်တော်အဲ့လုံပေးမှာပေးရမှာကျွန်တော်တို့ဒီအေရီယာဘောက်ဆဲမှာခုကကျွန်တော်တို့ ဖိုးဖိုးအဖြစ်အခြေအနေဖြစ်သွားတယ်ဗျာတကယ်လို့ကျွန်တော်တို့တခြားကလမတယောက်ဖိုက်ဖိုးအခြေအနေမှာဆိုရင်ဒီလိုမျိုးဂိုးကကျွန်တော်တို့ပေးရင်မှပေးရမှာဗျာဖြစ်ချင်တော့ကျွန်တော်တို့ကျွန်တော်တို့မှာခါတိုင်းဆိုဗျာကျွန်တော်တို့သင်ရလေဒီလိုဘလော့ကစားပြီဆိုရင်တော်တော်များများကစားမားတွေအားလုံးက6ယောက်9ယောက်လောက်ထိကိုကျွန်တော်တို့ဒီ area box ထဲမှာအမြဲတမ်းအစင်းနေရှိတာဒီနေ့ပွဲကမှဖြစ်ချင်တော့အဲ့ဒီလုံကကျွန်တော်ထင်တယ်ဗျဒီကျွန်တော်တို့ဒီစားခါတင်းနေဟိုတစ်ဖက်တင်းရဒီ area တွေဆွဲပြေးပြီးကျွန်တော်တို့ ီတစ်ဖက်ကိုကျွန်တော်တို့အသင်းဘက်ကိုပြန်ပြီးတော့ဒီခံစစ်ကိုဝင်ပြီးကုတဲ့နေရာမှာနိုင်ငံနောက်ကျသွားတယ်အဲ့ချိန်မှာဆန်နန်းတင်းရဲ့နောက်လျှောက်ဒီဘောလုံးရပြီးတော့ဒီ area တဲ့ cross door cross ball ထောင်ရကနေဥဆောင်ကိုရသွားတယ်ဒီကုန်းနဲ့ပတ်သက်ပြီးကျွန်တော်ကလီယန်ဒိုထရော့ဆက်ရဲ့အဖြစ်ကိုပြောတာလည်းမဟုတ်ဘူးမီခေအာတီတာအနေနဲ့ဒီလီယန်ဒိုထရော့ဆက်နဲ့တခြားကစားသမားတယောက်သာသူ့အနေနဲ့လူသားလဲခဲ့တယ်ဆိုရင်ဒီကုန်းကကျွန်တော်တို့ပေးရရင်မှလည်းပေးရမှာဗျာကျွန်တော်တို့ခန်းစစ်9ယောက်4ယောက်ဖြစ်သွားတဲ့အခြေအနေမျိုးမှာကျွန်တော်တို့အဲ့လုံးကို second ball ကိုကျွန်တော်ဦးကောင်းလဲဦးနိုင်တယ်ဒါကိုကျွန်တော်အနေငယ်ဟိုထောက်ပြခြင်းဖြစ်တယ်ဟို channel ပိုင်းကကျွန်တော် Mikey Arteta နဲ့ပတ်သက်ပြီးရှေ့ဗီဒီယိုမှာဆိုလဲကျွန်တော်သူကျွန်တော် Arsenal team ကိုဘလို့တိဆောက်ခဲ့ပြီးဘလို့ဒီကစားပုံအမျိုးမျိုးကိုကစားနိုင်တယ်ကြောင်းလဲကျွန်တော်ပြောခဲ့ပြီးပြီးဒီဟာကဒီ Arsenal ပရိသတ်တယောက်အနေနဲ့ဟိုကျွန်တော်ကဗျာဟိုဘလို့ပြောရမလဲ 2D 3D နဲ့ရှုံးသွားတယ်လက်လက်လက်တင်ခံတယ်ကျွန်တော် performance ကျွန်တော်တို့တင်းဒီနေ့ပွဲမှာကလာတော့ performance ရင်းညံ့တယ် 2D 3D ဖြစ်သွားတာကိုကျွန်တော်ရှုံးသွားတယ်ကျွန်တော်လက်တင်ခံခုကကျွန်တော်2-1ဖြစ်တဲ့အခြေအနေမျိုးမှာနောက်ဆုံး minute မှာဒီလိုမျိုးဖြစ်သွားတော့ဟိုဘာပဲပြောစိတ်ပြတ်တာတော့အမှန်ပဲဗျာဂိမ်းကြောင်းစပြီးပြောရမယ်ဆိုရင်တော့ဒီ Arsenal ကဒီပထမပိုင်းမှာဟိုဆန်နလန်ရဲ့ဒီ low block deep block တွေကြားမှာကျွန်တော်တို့အပြေရှာမရခဲ့ဘူးဆန်လန်တင်းရောဂိမ်းပလန်ကတော့ရှင်းတယ်ဗျာသူတို့ရဲ့ဂိမ်းပလန်ကဘာလဲဆိုတော့သူတို့ဒီ final တက်ဆုံမှာသူတို့ low block ဟိုအကောင်းဆုံးကစားပြီးတော့ကျွန်တော်တို့ဒီ space ဒီမှာပေးအောင်တို့ကစားတယ်ပြီးရင်ကောင်တာကိုအကောင်းဆုံးကစားမယ်နောက်ပြီးဒီတို့ follow ရတဲ့ခြေနေမှာဆိုရင်ဒီ cross ball တွေထောင်ပြီးတော့ first ball second ball ဥပီကိုသွင်းမှာတို့ရဲ့ game plan ကရှင်းတယ်ဗျာပထမပိုင်းမှာဒီကျွန်တော်အဖြေရှာမရခဲ့ဘူးဆိုတော့မယ်လေဒါပေမဲ့ကျွန်တော်ဒုတိယပိုင်းမှာကျွန်တော်တို့အကောင်းဆုံးတို့ပုံစံနဲ့ပြန်လာခဲ့တယ်သူတစ်ပြင်ကျွန်တော်တို့ဒုတိယပိုင်းကစားတာဆိုတချို့ပိုင်းတွေကျွန်တော်အရင်ကောင်းတယ်ဗျာဘာလဲဆိုတော့ဒီတို့ line တွေကြားထဲမှာကျွန်တော်တို့ဒီ line breaking pass တွေပေးတာကျွန်တော်တို့တော်တော်ကောင်းတယ်ဒီကဒီနေ့ပွဲမှာဆိုရင်ကျွန်တော်တို့၃-၄ချိန်မကကျွန်တော်တို့မြင်ခဲ့ရတယ်ဒါကျွန်တော်တို့အသင်းတိုးတက်လာတဲ့အပိုင်းလို့ပြောလို့ရတယ်ဒီဥဆောင်ကိုတော့ဒီ54မိနစ်မှာဒီ Saka ရဲ့ဒီ finishing ပိုင်းအဆုံးသတ်မှုနဲ့အတူကျွန်တော်တို့ဥဆောင်ကိုရပေးခဲ့တယ်ကျွန်တော်တို့ဒုတိယဥဆောင်ကိုကတော့ဒီ Leandro Trossard ရဲ့ rocket kick ကနေကျွန်တော်တို့ဒီဒုတိယဥဆောင်ကိုရခဲ့တယ်ဒုတိယကိုကတော့ခုနကပြောခဲ့သလိုပဲဒီ San Lorenzo က area တွေကို cross ball ထောင်းတယ် first ball second ball ဦးပြီးတော့ဒီဥဆောင်ကိုသွင်းပေးခဲ့တယ်ဂိမ်းနဲ့ပတ်သက်ပြီးဒီ တေးရလက်ထွက်ပေါ်ခဲ့တယ်ဆိုတော့အာသနပရိသတ်တရားအနေနဲ့စိတ်ပြတ်တာတော့အမှန်ပဲဒါပေမဲ့တစ်ဖက်မှာကစားသမားတွေအနေနဲ့ကလည်းခြေစွမ်းကောင်းပြသနိုင်ခဲ့တယ်လို့ပြောရမယ်ဖရမီကီအာတီတာနဲ့ပတ်သက်ပြီးတော့အပြစ်ပြောခဲ့ရလည်းမဟုတ်ဘူးသူ့အနေနဲ့ဒီပိုင်းလေးသာဒီလိုလုပ်ခဲ့တယ်ဆိုရင်ကျွန်တော်တို့အသင်းအနိုင်ရလက်ဒီရခဲ့မယ်ဆိုပြီးကျွန်တော်ရဲ့အမြင်ကိုဒီတုံးသက်ပေးခဲ့တာဖြစ်ပါတယ်တခြားသောညီကိုရင်းနဲ့လည်းအမြင်ကြီးကွဲလကောက်ကွဲလနိုင်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြရအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ